ချက်တော်တရချက်တမမိတ်ဆေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တွေလေးဖြစ်ပါစေအားလုံးလည်းပဲစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပြီးတော့ဖခင်ကောင်းချီးအထူးခံစားရပြီးတော့တကယ်ပဲကောင်းမြတ်ဆုံးနေတဲ့နေ့ရက်မှာသင်တို့အားလုံးစိတ်သိကိုသိနဲ့ဝမ်းမြောက်နိုင်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါတယ်ချက်တမိတ်ဆေပေါင်းတို့ဒီနေ့ချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့ဖျားမတတ်နိုင်တာမရှိပါဖျားမတတ်နိုင်တာမရှိဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ ကျွန်တော်ဖျားသခင်ကအရာခတ်သိန်းကိုတတ်နိုင်တဲ့ဖျားဖြစ်တယ်။ကဘာမိုးမြေစက်ကြောကိုတို့တောင်မှဖန်ဆင်းတော်မူတဲ့ဖျား။တကောရှင်ဖျားသခင်ဖြစ်တယ်။ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့ရှင်။တခင်တကာတို့ရဲ့တခင်ဖြစ်တော်မူတဲ့ဖျားဖြစ်ပါလေ။ဖျားတကာတို့ရဲ့ဖျားလည်းဖြစ်တယ်။တောင်ဒီဖျားသခင်ကတော့ရှင်မလုံနိုင်တာဘာမှမရှိဘူး။မစွန့်ဆောင်နိုင်တာဘာမှမရှိဘူး။မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့အရာဒီလူမှာပဲရှိတာ။ဖျားမှာဆိုရှင် ဖြစ်တည်သွားတဲ့ຢာတွေရဲ့ပဲဖြစ်တည်အောင်လည်းပဲဖန်တီးထားနိုင်တဲ့ဘုရားလည်းဖြစ်တယ်။ဒါဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ဒီဘုရားသခင်တို့ရှင်ကဘာမိုးမြေစက်ကြောင်ရောက်ကိုဖန်ဆင်းပြီးတော့ယနေ့ထိလုံးဝပြည့်ပြည့်သွားခြင်းမရှိရလေအောင်အမြဲတမ်းပဲထိန်ချုပ်ထားတဲ့တကိုးရှင်ဘုရားလည်းဖြစ်ပါတယ်။သင်ကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်။သင်ကိုကွယ်ကာတဲ့ဘုရားဖြစ်တယ်။သင်ပေါ်မှာအမြဲတမ်းပဲဖေးမပေးနေတဲ့ဘုရားဖြစ်တယ်။ဒါနဲ့ဒီဘုရားသခင်ကတော့ရှင် တကောရှင်ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်ဖယားမတတ်နိုင်တာဘာမှမရှိဘူးဖယားမလုံနိုင်တာဘာမှမရှိဘူးဒါကြောင့်ဘုရားသခင်ကရခသိန်းကိုတတ်နိုင်တော်မူတဲ့ဖျားဖြစ်တယ်ယနေ့ထိသင်ရဲ့အသက်တာကိုပြန်လှည့်ပြီးတော့ဆန်းစစ်လိုက်ပါငယ်တင်တောင်ကြီးဂရီးဘွားနေစပြီးတော့ယခုသင်ရောက်ရှိနေတဲ့ဒီအချိန်ခါဒီအသက်ရွယ်ဒီဖယားဘလောက်သင်ပေါ်မှာမဆာခဲ့တယ်လေသင်မလုံဆောင်နိုင်တဲ့ຢာတွေကိုဘုရားဘလောက်တောင်မှဖေးမပြီးတော့သင်ကိုလုံဆောင်ပေးခဲ့တယ်လေဘုရားသခင်ကပုံမှန်ဆိုရှင်သင်မစွမ်းဆောင်နိုင်တဲ့ຢာတွေသင် မအောင်မြင်နိုင်တဲ့ຢာတွေကိုဘုရားသခင်ကအောင်မြင်ဘလို့နည်းအဖြစ်လှုပ်ဆောင်ပေးခဲ့တယ်လေ။ယနေ့ဒီချိန်ကဒီအသက်ရထိသင်ရတ္တိနိုင်အောင်သင်သွာလာနိုင်အောင်သင်လှုပ်ရှားနိုင်အောင်သင်တွေးခေါ်နိုင်အောင်သင်ကြံစနိုင်အောင်သင်မျောမြင်နိုင်အောင်ဘသူကပဲသင်ကိုမဆားနေတာလေ။ဘုရားပဲလေ။ဒါတတ်နိုင်တော်မူတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုအချိန်နဲ့အခါလုံးဝကျွန်တော်တို့ကိုမဆားနေတဲ့ဘုရားသခင်ဖြစ်တယ်။ဒါကြောင့်ယေရမိနာကတိကျခိုင်း3:12ပိုင်းငယ်7ခုနှစ်ကိုကြည့်တဲ့အခါမှာ ။အိုးရှင်ထာဝရဘုရားကိုတော်တည်မတန်ကိုတော်တည်မဟာတကိုးနှင့်လက်ယုံတော်ကိုဆန့်၍ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူပြီ။ကိုတော်မတတ်နိုင်သောအရာတစ်စုံတစ်ခုမှမရှိပါ။ဒီနေ့ချက်တဲ့မိတ်ဆွေပေါ့နော်။ဒါကြောင့်မတတ်နိုင်တဲ့အရာကဘုရားမှမရှိဘူး။ဘုရားရခသိန်းကိုတတ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလို့ရှင်မလုံနိုင်တာရှိတယ်။ကျွန်တော်မစွန့်ဆောင်နိုင်တာရှိတယ်။ကျွန်တော်ရဲ့တက်တာမှာမအောင်မြင်တာတွေရှိနေမယ်ကျွန်တော်ရဲ့တက်တာမှာမဟုတ်ွာကြတဲ့အများဆွာရှိနေမယ်ကျွန်တော်ရဲ့တက်တာမှာဆိုရှင်ဒီ မဟုတ်နိုင်တယ်မလုံနိုင်တယ်မကိုင်းနိုင်တယ်မစားနိုင်တယ်မသွားနိုင်တယ်မလာနိုင်တယ်စသည်အပြင်ကျွန်တော်မဟုတ်မှာကြတယ်များစွာရှိတဲ့အထဲမှာအဟုတ်ကျွန်တော်ပေါ်မှာတတ်နိုင်တော်မူတဲ့ဖျားကိုကိုးစားလိုက်မယ်ဆိုရင်အဲ့ဒီမဟုတ်ွာကြတယ်အားလုံးလုံးဝဘေးလုံးဝဘေးတဲ့မြောင်းနဲ့ရောက်သွားလိမ့်မယ်နော်ကျွန်တော်မှာဆိုရှင်တကယ်ပဲတတ်နိုင်တယ်အောင်မြင်တယ်တကယ်ပဲဝမ်းမြောက်တယ်စသည်အပြင်ကျွန်တော်ကြိုးစားနိုင်တယ်အဲ့လိုဖြစ်လာမှာနော်ဘာကြောင့်လဲ တာနတော်မူတဲ့ဘုရားသခင်ကကျွန်တော်ကိုအမြဲတမ်းမားဆနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကိုတော်မတတ်နိုင်သောအရာတစ်စုံတစ်ခုမှမရှိပါဘူးဆိုမှကျွန်တော်မတတ်နိုင်တဲ့အရာကိုဘုရားသခင်ထံမှာကိုးစားလိုက်မယ်ဘုရားကိုယုံကြည်လိုက်မယ်ဘုရားသခင်ထံမှာတောင်းလျှောက်လိုက်မယ်ဆိုရင်ဘုရားကကျွန်တော်ကိုတတ်နိုင်အောင်ကိုလှုပ်ပေးသွားမှာဖြစ်တယ်။ကျွန်တော်လှုပ်တန်းအောင်လည်းဘုရားတင်သွားပေးမှာဖြစ်တယ်။ကျွန်တော်စွမ်းဆောင်နိုင်အောင်လည်းဘုရားသခင်ကရှေ့ဆောင်လမ်းပြပေးသွားမှာဖြစ်တယ်။ကျွန်တော်အောင်မြင်အောင်လည်းဘုရားသခင်ကအောင်မြင်ခြင်းဆုလတ်နဲ့ကျွန်တော်ကိုပံ့ပိုးပေးသွားမှာဖြစ်တယ်။ ။နောက်တစ်နေ့ချက်တက်မိတ်ဆွေပေါင်းတို့ကျွန်တော်ဘုရားသခင်ကမဟာတကောရှင်ဘုရားဖြစ်တယ်။လက်ယုံတော်ကိုစန့်ပြီးတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူခဲ့တဲ့ဘုရားဖြစ်တယ်။နောက်တစ်နေ့ကိုရရဲ့လက်ယုံတော်ကိုကျွန်တော်အားလုံးကစွဲကင်ပြီးတော့အသက်တာကိုရှင်သန်မယ်ဆိုရင်ဖရားရဲ့ဖေးမခြင်းဖရားရဲ့ကွဲကခြင်းဖရားရဲ့စောက်ရှောက်ခြင်းဖရားရဲ့မားဆခြင်းခံစားရတဲ့ခါမှာယနေ့တင်းရဲ့ဘွားတတမှာကောင်းတဲ့ရလတ်တွေနဲ့တင်းဟာအမြဲတမ်းပဲအသက်ရှင်နေရမှာဖြစ်တယ်။ตาရသောဝါပြောခြင်းနဲ့တူအမြဲတမ်းဝမ်းမြောက်နေမှာဖြစ်ပါတယ်။ ။နောက်တဲ့စာလံကျမ်းခန်းကြီး89ပိုင်းငယ်1မှာဆိုရှင်ငါသည်ဖျားသခင်ထံသို့အတန်ကိုလွှင့်၍အော်ဟစ်၏။ဖျားသခင်ထံသို့အတန်ကိုလွှင့်၍ဖျားသခင်သည်ငါစကားကိုနားထောင်တော်မူလိမ့်မယ်။ဒီနေ့ချက်တဲ့မိတ်ဆွေပေါင်းတို့။တင်းရဘွားတတမှာရှုံးနေနေပြီ။တင်းရဘွားတတမှာမအောင်မြင်တော့ဘူး။တင်ရဘွားတတမှာလုံးဝခြေကွဲနေပြီ။တင်ရဘွားတတမှာအမြဲတမ်းပဲဆိုရှင်ဒီကြာရှုံးမှုတွေနဲ့ရင်ဆိုင်နေရပြီ အဲ့ဒီအချိန်မှာသင်ယုံထားနိုင်ဖို့ရန်အတွက်သင်ပါလို့ရှင်အင်အားမရှိတော့ဘူးအင်အားမရှိတဲ့အခါမှာတို့ရှင်သင်ဘု து ကိုအားကိုးမလဲအင်အားရှိတဲ့ဘုရားသခင်မှာသင်အားကိုးရမှာလေအင်အားပြေဝပေးနိုင်တဲ့ဘုရားသခင်မှာသင်ရတော့ရှင်ခိုးလို့ကိုးသားမှာဖြစ်တယ်ဘုရားသခင်ထံသို့အတန်ကိုလှည့်၍သင်ရတော့အော်ဟိရမှာဖြစ်တယ်ဘုရားကတို့ရှင်ငါ့ကိုခေါ်လို့ငါထူးမယ်လို့ပြောတဲ့ဘုရားဖြစ်တယ်သင်ခေါ်တဲ့ကိုမြဲနားထောင်ခြင်းနဲ့ဘုရားဖြစ်တယ်သင်ရဲ့ခေါ်တဲ့ကိုအမြဲတမ်းပဲကြားခြင်းနဲ့ဘုရားဖြစ်တယ်ဒီနေ့ကျွန်တော် အားလုံးကဘုရားကိုဘယ်နှယောက်က နေစင်တဲ့မြခေါ်နေကြပြီလေဖရာသခင်ကတော့ရှင်ဖရာခင်သခင်ထံတော့အပန်းကို လွှင့်၍ဖရာသခင်သည်ငါစကားကို နားထောင်ပေးတယ်ဆိုပြီးတော့စာလံဆရာကမိန်မွက်ခဲ့တယ်လို့ပဲသူ့ရဲ့ကိုတွေ့လက်တွေ့အတွေ့အကြုံနဲ့ကျွန်တော်ကိုဖော်ပြထားခဲ့တယ်ဖော်ကျူးထားခဲ့တယ်စာလံဆရာရဲ့တခြင်းတန်ကြီးကကျွန်တော်အတွက်အာရကျင်တူဝမ်းမြောက်ဖွယ်ရကောင်းနေဒါဆိုရင်ဒီနေ့ကျွန်တော်အားလုံးသည် တားနိုင်တော်မူသောဘုရားသခင်ကိုအားကိုးဖို့အလုံးမပင်ယေကြည်တယ်ဘုရားကိုတကယ်ယုံကြည်ဖို့ယေကြည်တယ်ဘုရားကိုယုံကြည်တယ်ဘုရားကိုအားကိုးရဆိုရင်ဘာလို့မလဲဘုရားသခင်ထံကိုတောင်းလျှောက်ဖို့ဖြစ်တယ်ဘုရားသခင်ရဲ့ထံတော့ကျွန်တော်တောင်းလျှောက်ဖို့ရံအတွက်ဘာလို့မလဲနေ့စနေရက်များကျွန်တော်ဆုတောင်းရမှာဖြစ်တယ်ဆုတောင်းခြင်းတည်ကျွန်တော်ယုံကြည်သူတွေအတွက်ခွန်အားဖြစ်တယ်ယုံကြည်သူတွေရဲ့အောင်မြင်ခြင်းဖြစ်တယ်ယုံကြည်သူတွေရဲ့အသက်တာမှာပုံမပြီးတော့ပြောင်မြောက်တဲ့အသက်တာမျိုးနဲ့ရှင်သန်နိုင်ဖို့ရံအတွက်ကျွန်တော်ဘာလို့မလဲနေ့စနေတူဝါ ဆုတောင်းခြင်းအမြဲပြုတ်ပြီးတော့ဘုရားသခင်ထံမှာခေါ်တဲ့သူဘုရားကိုတကယ်ပဲတကယ်ပဲဘုရားသခင်ထံမှာအော်ဟစ်ပြီးတော့ခေါ်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ယနေ့အလွန်မှပင်ရည်ကြီးပါတယ်ဘုရားသခင်ကကျွန်တော်တို့ရဲ့အတန်ကိုကြားတဲ့အခါမှာအလွန်ဝမ်းသာပီတိဖြစ်ပြီးတော့ကျွန်တော်အတန်ကိုနားထောင်ပေးနေတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဘုရားတန်နိုင်တဲ့အရာပေါ်မှာကျွန်တော်အားလုံးကကိုးစားယုံကြည်မယ်ဆိုရင်ကျွန်တော်လောကမှာပုံမှုပြီးတော့ တာယာချင်းဝါပြောချင်းနဲ့တူကျွန်တော်ရဲ့အသက်တာမှာအများအားစိတ်ချမ်းသာကိုကြမ်းမှာရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ငြိမ်သက်ချမ်းသာခြင်းအပြည့်အဝခံစားမှာဖြစ်တဲ့အတွက်ကြောင့်ယနေ့ကစပြီးတော့ဖယားကမတတ်နိုင်တာမရှိတဲ့အတွက်ကြောင့်ဖယားတတ်နိုင်တော်မူသောဖယားသခင်တောင်မှာလုံးဝခလုံးကိုးစားတဲ့ဖယားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဖယားအထူးကောင်းကြီးချပါစေ thank you